်မင်္ဂလာပါဆိုမိမှကျန်လုံးကနေကြိုဆိုပါ၏ချင်းပြည်စည်းရင်ဒေတာမှပြီးရွာကိုစစ်ကောင်စီတက်မိရှုစစ်ကောင်စီတက်ဖွဲ့များကချင်းတောင်ဘက်သို့စစ်စင်ရေးပြုလုပ်လာသည့်နောက်ဆုံးရက်များအတွင်ချင်းပြည်ကောင်စီထိန်းချုပ်ထားသည့်စည်းရင်ဒေတာမှမော်ပြီးရွာရှိ လူနေအိမ်များကိုမိရှုနေကြသည်ဟုဒေတာခံများနှင့် ချင်းကာကွယ်ရေးတက်ဖွဲ့နှိဆက်သူတို့ကအတည်ပြုခဲ့သည် မေလ29ရက်နေ့ကတည်းကမော်ပြီးရွာဘက်မှမိခိုးများတက်လာသည်ကို မြင်တွေ့ခဲ့ကြသည်။အစာပိုင်းမှာတော့တေဆုံသွားတဲ့စစ်ကောင်စီတပ်သားများအားမိတကြိုချင်းလာဟုခံမှန်းခဲ့ကြပေမဲ့မိခိုးပုံစံများကြည့်လျင်နေအိမ်များကို ရှို့သဖြင့်အတီးပြုတ်နိုင်ခဲ့ကြသည်ဟုချင်းကာကွယ်ရေးတပ်ဖွဲ့နှင့်နှီးဆက်သူကပြောသည်။ ထို့ပြင်မော်ဘီရွာကိုစစ်ကောင်စီတပ်အဖွဲ့များထပ်မံဝင်ရောက်ခြင်းမဖြစ်လာစေရန်ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့်ပူးပေါင်းကာအပြင်းထန်ခုခံတိုက်ခိုက်ဆဲဖြစ်ကြောင်းလည်းသိရသည်မေလ16ရက်တွင်ကလေးမျိုးမှချင်းတောင်သို့စစ်ကောင်စီတပ်ဖွဲ့ဝင်၈၀၀ခန့်ကိုခြိတက်စေလွတ်ခဲ့ခြင်းရှိပြီးယခုဖြစ်ပွားနေသောတိုက်ပွဲများ၌ရှင်းလင်းထောင်စုခီခီနှင့်ချင်းဘရာဒါဟုဒ်စစ်ကောင်တပ်ဖွဲ့များပူးပေါင်း၍ခုခံတိုက်ခိုက်နေကြသည် အင်ဂျီ80ခန့်ပါဝင်သည့်မော်ပြီးရွာသည်ကလေးတိုင်းကြီးတိမ်လမ်းမကြီးတစ်လျှောက်တောင်ခြေဘက်တွင်တည်ရှိပြီးကလေးမျိုးမှရှစ်မိုင်ခန့်အကွာ၌တည်ရှိသည်သို့တော်လည်းလက်ရှိတိုက်ပွဲအခြေအနေများကြောင့်မီးလောင်ပျက်စီးသွားသော နေအိမ်ရေအတွက်ကိုတိတိကျကျအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းလည်းချင်းကာကွယ်ရေးတပ်ဖွဲ့များက ပြောကြားခဲ့သည် ချင်းပြည်နယ်ရဟာခါနှင့်ဇိုကန်တီးတိန်နှင့်ခိုင်ကန်းမြို့များတွင်စစ်ကောင်စီထိန်းချုပ်သည့်ကျောင်းများစွန်းနှစ်ရက်တွင်စတင်ဖွင့်လှစ်စစ်ကောင်စီထိန်းချုပ်ထားသည့်ချင်းပြည်နယ်တွင်ရှိဟာခါနှင့်ဇိုကန်တီးတိန်မြို့နယ်နှင့်ခိုင်ကန်းမြို့များတွင်ယနေ့ဇွန်လ2ရက်တွင်စစ်ကောင်စီလက်အောက်ခံအခြေခံပညာကျောင်းများစတင်ဖွင့်လှစ်ခဲ့ကြောင်းဒေသခံများကထုတ်ဖော်ပြောကြားသည်မြို့တော်ဟာခါနိုင်အေထာကတနစ်သုံးလေးတို့အပါအဝင် အခြားကိုယ်ပိုင်ကြောင်းများသည်လည်းယနေ့မှစတင်ဖွင့်လှစ်ခဲ့ပြီးယခင်နှစ်များနှင့်နိုင်လျင်ကြောင်းတက်သူဦးရေ ပုံမှန်များပြလာသည်ဟုသိရသည်။ဟာခါမျိုးရှိမိဘတဦးကဒီနေ့ကြောင်းတွေဖွင့်ခဲ့ပြီးအထက်တန်းကြောင်းအကုန်လုံးဖွင့်ထားတယ်။ကိုယ်ပိုင်ကြောင်းတွေလည်းများလာတယ်။လက်ရှိမှာစစ်ဘေးရှောင်တွေနဲ့ဒေသခံတွေပါဝင်ပြီးကြောင်းတက်သူဦးရေကတော်တော်များလာတယ်။ယခင်နှစ်တွေထက်ကြောင်းဖွင့်တာတွေလည်းများလာတယ်ဟုပြောသည်။ အာနာသိမ့်မီကဟာခါမျိုး၌ကိုပိုင်ចောင်း၃ចောင်းသာရှိခဲ့တော်လဲယခုအချိန်တွင်၁၀ចောင်းကျော်ရှိလာကြောင်းဒေတာခန်များကပြောကြသည်ဇိုကန်တီးတိမ်မျိုး၌လည်းစစ်ကောင်စီထိန်းချုပ်သည့်အထက်ကចောင်းတစ်ခုဖွင့်လှစ်ထားပြီးခိုင်ကန်းမျိုး၌လည်းအခြေခံထက်တန်းចောင်းចောင်းဖွင့်လှစ်သွားကြောင်းသိရသည်ခိုင်ကန်းသည်ကလေးမျိုးဆက်တွင်တည်ရှိသည်ချင်းပြည်နယ်တွင်းရှိကိုမျိုးနယ်ထဲမှတော်လန်ရေးတပ်ဖွဲ့များက မြောက်ပိုင်းဖလန်းတွန်ဆန်နှင့်တောင်ပိုင်းမင်းတက်မတူပြီးကံပတ်လက်ပလဝရုကိုထိမ့်ချုပ်ထားသဖြင့်စစ်ကောင်စီ၏အုပ်ချုပ်မှုမရှိတော့ပေ။လက်ရှိတွင်ဟာခါထန်တလန်နှင့်ဇိုကန်တီးတိန်နှင့်ခိုင်ကန်းမြို့များသာစစ်ကောင်စီတပ်ဖွဲ့များထိမ့်ချုပ်လျက်ရှိပြီးထန်တလန်မြို့တွင်တော့ပြည်သူများစစ်ပေးကြောင့်တိမ်းရှောင်နေသဖြင့်ကြောင်းဖွင့်နိုင်ခြင်းမရှိသေးပေ။ 2025-2026ပညာသင်နှစ်အတွက်တနိုင်ငံလုံးရှိစစ်ကောင်စီပညာရေးဝန်ကြီးဌာနလက်အောက်ခံမူလာတန်းအလယ်တန်းနှင့်အထက်တန်းအဆင့်ကျောင်းများကိုယနေ့ဇွန်2ရက်နေ့တွင်တပြိုင်တည်းဖြင့်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။အခြေခံပညာကျောင်းများ တနိုင်ငံလုံးတွင်စတင်ဖွင့်လှစ် 2025-2026ပညာသင်နှစ်အတွက်မြန်မာနိုင်ငံအတွင်းရှိ အခြေခံပညာကျောင်းများအားလုံးကိုဇွန်လ2ရက်နေ့တွင်တာဝန်ရှိသည့်အာဏာပိုင်များမှတရားဝင်ဖွင့်လှစ်လိုက်ကြောင်းသိရသည်။အခြေခံပညာဦးစီးဌာန၏ကျန်းမာမှုအောက်ရှိမူလာရန်အလေရန်နှင့်အထက်တန်းကျောင်းများတွင်ကျောင်းသားအနှံ့ရေးသတင်းပတ်ကိုမေလ22ရက်မှဇွန်1ရက်အထိသတ်မှတ်ထားခဲ့ပြီးဖွင့်လှစ်သည့်နေ့တွင်ကျောင်းတက်သူဦးရေမြင့်မားစွာဖြစ်နေကြောင်းတွေ့ရှိရသည်။ ကျောင်းအနှံရတွင်မြေတီအခကျင်းငွေများပေးဆောင်ရန်မလိုအပ်ဘဲပညာရေးဝန်ကြီးဌာနမှကျောင်းသားကျောင်းသူများအတွက်သုံးစွဲရန်ဖက်စာအုပ်များစာရေးကိရိယာများနှင့်ကျောင်းဝတ်စုံများကို အခမဲ့ထောက်ပံ့ပေးထားသည်ဟုသိရှိရသည် ယခင်2024နှစ်2025ပညာသင်နှစ်တွင်လဲကျောင်းအနှံရေးသတင်းပတ်ကိုမေလ23ရက်မှဇွန်1ရက်အထိပြုလုပ်ခဲ့ပြီးကျောင်းအနှံသူ6တန်းကျော်ရှိခဲ့ကာအင်းတို့၏68ရာခိုင်နှုန်းကျော်ကကျောင်းတက်ခဲ့ကြောင်းသိရသည်တမူးမျိုးနယ်တွင်စစ်ကောင်စီတပ်နှင့်တော်လှန်ရေးတပ်ဖွဲ့များကြားထိတွေ့တိုက်ပွဲဖြစ်ပွား ကိုင်းတိုင်းတမူးမြို့နယ်ရှိပန်းသာကျေးရွာအနီး၌မေလ31ရက်နေ့ညနေပိုင်းတွင်စစ်ကောင်စီတပ်ဖွဲ့နှင့်တော်လန်ရေးတပ်ဖွဲ့များအကြားထိတွေ့တိုက်ပွဲတရဖြစ်ပွားခဲ့သည်ဟုကနအူးသတင်းများအရသိရသည်တိုက်ပွဲသည်တော်လန်ရေးတပ်ဖွဲ့များ၏ကာကင်းစခန်းအနီးသို့စစ်ကောင်စီတပ်ဖွဲ့ဝင်များကချင်းကပ်လာချိန်မှစတင်ဖြစ်ပွားခဲ့သည်ဟုသတင်းရင်းမြစ်တအူးကပြောကြားသည် တော်လေးတပ်ဘက်ကကာကင်းစခန်းနာအထိစစ်ကောင်စီတပ်ကချင်းကပ်လာတာကြောင့်တိုက်ပွဲဖြစ်ပွားခဲ့တာပါညနေပိုင်း9နာရီလောက်မှဖြစ်ခဲ့နိုင်ပါတယ်ထိခိုက်မှုရှိမရှိတော့ရခိုင်ချင်းထိမသိရသေးပါဘူးဟုပြောသည်အဆိုပါတိုက်ပွဲအတွင်နှစ်ဖက်စလုံးမှလက်နက်ကြီးများနဲ့လက်နက်ငယ်များဖြင့်အပြန်အလှန်တိုက်ခတ်တိုက်ခိုက်ခဲ့ကြပြီးတေဆုံးသူနှင့်ထိခိုက်ဒဏ်ရာရသူများအကြောင်းသေစိတ်ကိုတော့မသိရသေးပါဘူး တမူးမြို့နယ်ရှိပန်းသာကျေးရွာ၌စစ်ကောင်စီတပ်နှင့်တော်လှန်ရေးတပ်ဖွဲ့များကြားစစ်ရေးဖိအားအချိန်ကြာကြာတင်းမာနေပြီး မကြာခဏထိတွေ့တိုက်ပွဲများဖြစ်ပွားလေးရှိကြောင်းလည်းသိရသည်။ဗိုလ်ချုပ်ဟောင်းများနှင့်မိသားစုဝင်များ လုံခြုံရေးဆိုးရိမ်မှုကြောင့်နေရာပြောင်းနေထိုင်ခြင်းနှင့်လက်နက်ကင်ဆောင်မှုခြင်းများဆောင်ရွက်နေတော်လှန်ရေးတပ်ဖွဲ့များ၏လုံခြုံမှုများခံရနိုင်ခြင်းကိုစိုးရိမ်ကြောင့်ဗိုလ်ချုပ်ဟောင်းများနှင့်သူတို့၏မိသားစုဝင်များသည် နေရပြောင်းရွှေ့နေထိုင်ခြင်းတက်တော်ဆောင်ဖွဲ့များငှားရင်ခြင်းနှင့်လက်နက်ကင်ဆောင်ရန်ခွင့်ပြုချက်တောင်းခံခြင်းများဆောင်ရွက်နေကြသည်ဟုနေပြည်တော်မှစစ်ဘက်တရင်ရင်းမြစ်တအူးကထုတ်ဖော်ပြောကြားသည် 2020ခုနှစ်နိုဝင်ဘာလတွင်မိုင်းအုံဆက်သွယ်ရေးကုမ္ပဏီဘန်နာရေးအရာရှိချုပ်ဒုတိယဘူမှူးကြီးဟောင်းသိန်းအောင်နှင့်2022ခုနှစ်စက်တင်ဘာလတွင်ဘူမှူးချုပ်အုံးတွင်တို့လုံခြံခံခဲ့ရပြီးနောက်ဘူချုပ်ဟောင်းများနှင့်မိသားစုဝင်များအနေဖြင့်ရန်ကုန်မှ နေပြည်တော်သို့ပြောင်းရွှေ့ခဲ့ကြသည်သို့သောလုံခြုံရေးအခြေအနေတည်ငြိမ်လာသည်ဟုယူဆကားနှစ်နှစ်ကျော်အကြာတွင် အချို့သူများကနေပြည်တော်မှ ပြန်လည်ရန်ကုန်သို့ပြောင်းရွှေ့လာခဲ့ကြသည် သို့သော2025ခုနှစ်မေလ22ရက်တွင်မယန်းကုန်းမြို့နယ်တွင်အငိမ်းစားဘူမှုချုပ်ချုပ်ထွန်းအောင်လုံခြံခံရမှုဖြစ်ပွားပြီးနောက်တွင်ထပ်မံအနေရရှိနိုင်ကြောင်းစိုးရိမ်၍ပြန်လည်နေပြည်တော်သို့ပြောင်းရွှေ့လာကြကြောင်းသိရှိရသည် စစ်ပတ်တရင်မြစ်တူကမေလိုအမှုအပြီးမှာတော်တော်များများရန်ကုန်မှနေပြည်တော်ကိုပြောင်းခဲ့ကြတာလုံခြုံရေးတည်ငြိမ်လာပြီဆိုပြီးနောက်ပိုင်းမှာတချို့ပြန်လာကြတယ်ဒါပေမဲ့ချိုထွန်းအောင်လုံခြံခံရတာနဲ့အမျှအာလုံးနီးပါးပြန်နေပြောင်းကြတယ်ရန်ကုန်လိပ်စာတွေမှာမနေကြတော့ဘူးဟုပြောကြသည်လုံခြုံရေးအတွက်ဘူဂျိုဟောင်းများနဲ့မိသားစုဝင်များသည့် ခင်တပ်ဖွဲ့ဝင်လူငယ်များကိုတတ်တော်ဆောင်ဖြစ်ငားရန်ထားခြင်းများပြုလုပ်နေကြပြီးတမတော်ထံသို့နတ်နတ်ကန်ဆောင်ခွင့်တင်ပြတောင်းခံ၍ခေယံများပါဝဲယူကာကန်ဆောင်နေကြသည်ဟုလည်းသိရှိရသည်တတော်များများကမိမိတို့အိမ်မှာအရင်တက်သားတွေကိုတတ်တော်ဆောင်ဖြစ်ခေါ်ထားတယ်နောက်ပိုင်းမှာတော့တမတော်ထံခွင့်တင်ပြီးနတ်နတ်ခေယံကန်ဆောင်နေကြပြီဟုထပ်မံဖော်ပြသည် ယခင်သမရသိန်းစိန်ဤဝင်ကြီးတဦးဖြစ်ခဲ့သောစိုးသိန်းနှင့်သူ၏သားအေဂျင့်တို့လည်းလုံခြုံရေးအရရန်ကုန်မြို့ရှိမိမိတို့အိမ်မှထွက်ခွာ၍နေပြည်တော်၌နေရာပြောင်းပြိုးဝဲနေထိုင်နေကြောင်းသိရှိရသည်သောတေးဒါအေဂျင့်သည်မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီတွင်အတွေ့အမှုအဖြစ်တာဝန်ထမ်းဆောင်နေတော်လဲလုံခြုံရေးပြဿနာများကြောင့်ရုံးနယ်စည်းဝေးများတွင် မတည့်ရောက်တော့ကြောင်းသိရှိရသည် သူတို့အဖေနဲ့သားကဆက်သွယ်ရေးဥပဒေလျှော်ကြေးတောင်းဆိုမှုတွေနဲ့တရားစွဲခံထားရတာအများကြီးရှိတယ်။ဒါကြောင့်တရားရုံးချင်းတွေမှာလည်းမတက်တော့ဘူး။လုံးကြံခံရမှာကြောက်နေတာဟုပြည်သူတဦးကဆိုသည်။ထို့ပြင်ကျန်းခွဲပါတီအတွင်းလည်းပါတီထိတ်တန်းကောင်းဆောင်များသည့်သွာလာရတိုင်းတွင် လုံခြုံရေးရယူရန်စစ်တပ်နှင့်ရဲတပ်ဖွဲ့ထံအကြောင်းကြားပြီးမှသာသွာလာရန်ညွှန်ကြားချက်ထုတ်ပြန်ထားကြောင်းလည်းသိရှိရသည်။ အားလုံးပဲကျေးဇူးတင်ပါတယ်ရှင် like subscribe ခေါင်းလောင်းလေးနှိပ်ပေးဆက်လက်အားပေးကြအောင်နော်